ီဇာပရမစ်တွေဟာလွန်ခဲ့တဲ့2,500ကျော်ကတိစောက်ခဲ့ပြီးကမ္ဘာအံပွဲ9ပါးတည်းကတခုဖြစ်ပါတယ်။ဒီပရမစ်ကိုကြောက်တုံးနှစ်တသမာ3တန်းကျော်နဲ့စောက်ထားပြီးတဒုံချင်းစီကတန်ချိန်2ဒမတန်ချိန်30အထိအထိလေးပါတယ်။ဒီကြောက်တုံးတွေကိုမိုင်ပေါင်းရာချီဝေးတဲ့နေရာကနေတည်ပြီးအတိအကျစီကဘလို့တိစောက်ခဲ့တာလဲဆိုတာယနေ့ထိပညာရှင်တွေဖြေရှားနေသေးပါ။ Giza Parameter ရဲ့တည်နေရာဟာ Orion Jae Sudan နဲ့တူညီစွာတည်ရှိနေပါတယ်။ ဖရမ်မေရဲ့အတိုင်းဒါတွေကကမ္ဘာတိုင်းဒါမှုနဲ့ကိုက်ညီနေတယ်လို့လည်းဆိုကြပါတယ်။ဖရမ်မေတွေကို GPS မရှိခင်မီဆက်ရန်ရမရှိပဲဘလို့အတိအကျစောင့်နိုင်ခဲ့တာလဲ။အာကာသသားတွေကူညီခဲ့တယ်ဆိုတဲ့အယူဆတွေရှိတယ်လို့ရှေးအီဂျစ်တွေရဲ့ပျောက်ဆုံးနည်းပညာဆိုတာလည်းရှိနေပါတယ်။ဖရမ်မေအတွင်းပိုင်းအပူချိန်ဟာအပြင်ထက်တည်ငြိမ်နေပြီးရေခဲတက်တာလို့အလိုလျောက်အေးနေတယ်လို့ဆိုပါတယ်။ ဖရမတ်ရဲ့အနားဆောင်တွေက နေအောင်ကြီးကိုတိကျစွာရောင်ပြန်ဟပ်စေတဲ့အရင်ကဒါကိုအလင်းတိုင်လို့ခေါ်ကြပါတယ်။အီဂျစ်သမိုင်းမှာဖာရိုဘုရင်ခီဖူကဂီဇာပရမတ်ကြီးကိုဆောက်လုပ်စေခဲ့တယ်လို့ဆိုကြပါတယ်။